င်္ဂလာပါဒီကျွန်တော်ပထမဆုံးဒီလဝဲလောငယ်လေးတဲ့အဒီလဝဲဝါနာပါတာကိုရီအဖေတွေထိုးတဲ့ရကျွန်တော်ငယ်ငယ်လေးတဲ့အဒီတစ်ခါကြတစ်ခါဆိုရင်ကျွန်တော်နိုးမပြတ်နေနိုးမပြတ်လဝဲထိုးတဲ့ပြန်လာအမေနိုးပြန်ဆိုးတယ်အဲ့တော့လဝဲကိုရန်ယူခဲ့တော့ဒီငယ်ငယ်လေးတဲ့ကလဝဲကိုရန်ဝါနာပါရဲ့ဒီအဓိကကတော့ဒီအကူနဲ့ဖေကြောက်ရောလဝဲပါကျွန်တော်ရဲ့အဓိကကတော့ဒီကျွန်တော်ရဲ့အဖေနဲ့အကူပဲပေါ့အဲလောက်ချရတော့ ကျွန်တော်မျိုးယိုးလည်းရှိခဲ့တယ်နော်ဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်ကကိုကိုတိုင်လည်းတကယ်ဝါရဏပါတာပေါ့ဒီသားလည်းဝါရဏပါမှထိုးလို့ရမှာဒီကိုတွေတိုက်တွန်းလို့ဖေတွေတိုက်တွန်းလို့ထိုးတာမျိုးဆိုရင်ဘယ်လိုမှဖြစ်တကယ်ဝါရဏပါတကယ်ပြင်မှာပဲဒီလောက်ကလောက်လို့ရကျွန်တော်လည်းဝါရဏပါတယ်တကယ်ကျွန်တော်မျိုးယိုးလည်းရှိတော့အများကြီးတော့စုပ်ပြီးတယ်အဖေတို့ဆိုရင်အမေဆိုရင်တော့မကြည့်ရဘူးနော်အဖေဆိုအများကြီးစုပ်ပြီးဒီပွဲလေးဆိုဖေခေါ်ရမယ် ီအကိုတို့အဖေတို့ခေါ်ရမယ်မပိထိုးမပိရွာမှာဆိုမြေဝိုင်းပွဲလေးတွေရှိတယ်အမတွေပိထိုးမယ်အဲ့တော့ကိုကလည်းငယ်လေးရဝါနာပါတော့ဘယ်တော့ပဲဖေတို့ခေါ်ရမယ်ခဏခဏအဲ့လိုအများကြီးစပုတ်ပေးတော့ပေးနေဖေတို့ကိုဒီကတော့ကိုဆိုအများကြီးစပုတ်ပေးပဲပဲတော့လောက်ပွဲဆိုခေါ်ပြီးပိထိုးတယ်ကိုကလည်းထိုးအဲ့တော့အော်ကြော်ဒီစာချုပ်ပွဲကြတော့ဒီစက်ခွန်စက်ခွန်16လောက်မှာစပြီးထိုးခဲ့တော့ ကျော်ဒီမြန်မာလူဝိကစားမှာဆိုတော့မြူထိုင်းနဲ့မြူထိုင်းတော့ထိုးတဲ့ခါကျရင်တိတ်တော့အခက်ငယ်တော့မရှိဘူးပေါ့။ဘာလို့ဆိုအားလုံးအတူနေတယ်လေမြူထိုင်းမှာကန်ပေါက်လို့ပါလို့မင်းရတာ။ဒီမြော်လို့မှာကန်ပေါက်လေးရနောက်ပြီးမြူထိုင်းမှာခေါင်းတုံလို့ခေါင်းဆောက်ခေါင်းနဲ့မင်းရဘူး။အဲ့ဒါပဲပေါ့။ကျန်တာကတော့လက်တီလက်တီ ground တွေခြေထောက်တွေကတော့အားလုံးမြော်လဝဲနဲ့တူလို့ဆိုတော့တိတ်တော့မြူထိုင်းနဲ့တိတ်ကျွန်တော်အခက်ငယ်မရှိဘူးပေါ့။ဟောကျွန်တော်ဒီ လူတိများလာတဲ့ပွဲကတော့ဒီကျွန်တော်ကွန်ခိုင်နဲ့ထိုးတဲ့ပွဲပေါ့ကွန်ခိုင်နဲ့ TDM မှာထိုးတဲ့ပွဲမှာကျွန်တော်ကိုလူပြီးလူတွေပို့ပြီးစားတိလာတော့ဟုတ်ကံစားမှုကတော့တိမ်ကြီးပါတော့ဒီကျွန်တော်ငယ်တည်းကကိုနဲ့ဒီတေချာစပါနေပါရွှဲတယ်ဝင်ကိုဖြစ်တော့တကယ်ကိုလည်းတေချာပြပြီးတဲ့ပုံမှာကျွန်တော်မရှိဘူးတော့နော်ဒီကိုထက်ကြည်တဲ့ကစားမိုင်းနဲ့ထိုးအောင်ဆိုကျွန်တော်မရှိဘူးကျွန်တော်ကြောက်လည်းမကြောက်ဘူး ဲ့မဲ့ခံစားမှုကတော့ဒီမြန်မာလက်ဝဲတက်ဆိုင်နိုင်ငံခြားပွဲထူရတာတော့နိုင်ငံခြားမှာအများကြီးအများနိုင်ငံခြားမှာထူရတဲ့ဥစားတော့ ਨੇ စိတ်စိတ်တော့ရင်လှူရှာမိလို့ပေါ့ဟုတ်နေထိုင်စားသောက်မှုတော့အရင်ရည်ကြည့်ပါဒီဝဲချတော့မှဆိုရင်အစည်းစားတွေရှောင်ရမယ်ဥမာကျွန်တော်တို့စားမရှောင်နိုင်တဲ့အတွက်ဒီဝဲချတော့မှဆိုရင်အဲ့လိုအစည်းစားတွေရှောင်ရမယ်ဒီ အဟာရဖြစ်တော့ပဲစားရမယ်ဝေးချမ်းဆိုဒါတက်တွေပဲစားတော့ဒီအစာအများကြီးရှော့ရတော့အဲ့ဒါဒီနောက်ပြီးကိုမစားခြင်းလည်းစားရမယ်ဒီအဲ့ဒါဒီခန္ဓာကိုဝေးချဖို့အတွက်လည်းအများကြီးလောက်ရတော့အဲ့ဒါကြောင့်အစာတောင်းတော့အဓိကပါဟုတ်အဲ့ဒါတော့ဒီကျွန်တော်နာမတော့ဒီအခက်ခဲဖြစ်လာတိုင်းကျွန်တော်ကိုကတော့မြင်ရှိတာပါတော့ကျွန်တော်ကိုကတော့အမြဲဆုံးပေးပါတယ်ဒီပေးပွဲမျိုးဆိုပေးပြန်ပွဲမျိုးဆိုခက်ခဲမှန်တိနမတူအကောင်းဆုံးပြည့်စင်ပြီးတော့ အဓိကကတော့ဒီပြန်ပွဲတစ်ပွဲမှာကျွန်တော်ဘာအားနည်းလဲဘုံမှာကျွန်တော်နိုင်တော့နိုင်သွားတယ်ဒါပေမဲ့ကျွန်တော်ခြေထောက်တွေမထွက်ဘူးဒီနိုင်တော့ဒီပွဲတော့နိုင်သွားတော့ကျွန်တော်ခြေထောက်မထွက်ဘူးရှုံးသွားတဲ့ပွဲဆိုလည်းဘာလို့ရှုံးသွားလဲဘာအားနည်းလို့လဲအဲ့ဒါတွေကို GV ဆရာရင်နဲ့တိုင်ပြီးတေးချပြီးနောက်ပွဲတွေမှာပြန်အဲ့လိုမပြောင်းအောင်တေးချပြန်ပြင်ဆင်ရတော့တေချာဆရာရင်းနဲ့တိုင်းပြီ။ဟိုကျွန်တော်ကတော့အဲ့လို ်ဖြစ်ပါတော့ကျွန်တော် broom ဆိုကျွန်တော်ထိုးရဲတော့ကျွန်တော်ဘယ်ဘလို့မှကြောင်းမကြောက်ပေါ့ကျွန်တော်စိန်ခေါ်ဒီဖြစ်စီဒီလူတွေပြန်ပြန်ပွဲလို့တမနေတဲ့ပြေးဖြစ်စီကျွန်တော်အကုန်လုံးကျွန်တော်ထိုးတော့ပေါ့ကျွန်တော်ဘလို့မှကျွန်တော်ကြောက်ပေါ့ဖြစ်ပါတော့အဲ့ဒါတော့ဒီစီဂိမ်းပြီးကျွန်တော်သွားကြတော့ဒီဒေချာပြင်ဆင်ပြီးဒေချာကိုယ့်ရဲ့အားနဲ့ကြက်တွေဒေချာထားမှသွားတင်နေတော့အောင်မြင်ဖို့ဆိုတော့လည်း စရလွယ်လွယ်နဲ့ဖြစ်လာရတယ်ဒီစီကန်တို့နောက်ပြီးတက်ကနက်တို့ဒီအားလုံးအားလုံးပေါ့အားလုံးတွက်လို့ပေါ့နော်ပညာပိုင်းဆိုလည်းနောက်ပြီးအဲ့လိုပါဖက်အချင်းဆိုအားလုံးတွက်တို့ပေါ့ကျွန်တော်အပီရပရင်တက်ကြောက်နေကြတယ်ကျေးဇူးတင်ချီပါတော့အခုလာမယ့်ဒီ2025စီကိန်းထိုင်းမှာလည်းငွေထိုင်းထိုးအောင်ပေါ့နော်အဲ့တွက်လည်းကျွန်တော်အများကြီးစူးစမ်းတာတော့အဲ့ဒီပွဲမှာလည်းကျွန်တော်တို့ပြောင်းနိုင်လားလို့အားပေးပါအောင် ။ထုံမင်းအောင်ကကျွန်တော်တို့တည်လာတော့ခလေးဘွားတွေကတည်လာပါခင်ဗျာ။ဟိုသူ့အဖေနဲ့လည်းကျွန်တော်တို့ကတငယ်ချင်းတွေဖြစ်တယ်။သူ့အကူကလည်းသူ့ကိုလက်ဝဲထိုးတိုင်းအတွက်ခလေးဘွားတွေလိုက်နေတာပါ။မှတ်မှတ်ရရဆိုရင်1900 2015ခုနှစ်ပြလောက်ပါနော်။ထွန်းထွန်းမင်းဘရာဇီးနဲ့ထိုးတဲ့ပွဲမှာသူ့ကိုပို့ပြီးကျွန်တော်လက်ဝဲလောကနဲ့တင်းရင်တင်းပို့ဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာသူကခလေးလေးပွားနဲ့ကွင်းထဲမှာပြေးဆော့ဟိုလူကမင်းလက်ဝဲရေးပြဆိုပြမဆက်မကြောက်ဖဲနဲ့လက်ဝဲကိုရွတ်တက်ခလေးတယောက်နဲ့အစာမြင်ရတာပေါ့နော် ဲမှာတူအကိုထိုးတော့တူအောက်ကနေပြီးတော့ဟိုခလေးဆိုမဲ့ခလေးလုံးမနေဘူးနဲ့နီးပြဆရာတယောက်လိုပဲအကိုဟိုဟာလွတ်လိုက်ပါလားအကိုနင်ဒီဟာလွတ်လိုက်ပါလားဆိုပြီးလှမ်းအွန်နေတဲ့ကိုကလက်ဝဲတွေးရှိတဲ့ခလေးဆိုတော့ပေါ်လွင်နေပါတယ်နောက်တစ်ခုထပ်ပြီးမမရအပွဲမှာဆိုရင်ဘယ်မှာလဲဆိုတော့ကျွန်တော်တို့ဒီထွန်းထွန်းမင်းနဲ့ဒေးဗ်နဲ့ထွန်းထွန်းမင်း6ရက်လဲပြီးတော့ရှုံသွားတဲ့ပွဲမှာအောက်ကနေတူကငိုပြီးတော့ဆရာကျွန်တော်ကြီးလိုက်ဒီကောင်ကိုထိုးမယ်ဆိုတဲ့ယူရချက်သူရှင်ထဲမှာအပြည့်ဝရှိတယ်အဲ့မှာလည်းတူကခလေးဘွားခလေးစကားမပြောတော့ဘူး ဘယ်လိုခေါ်မလဲငါကြင်ဘက်တရက်ကိုရှာလို့တွေ့ပြီဆိုတဲ့ပုံစံမျိုးနဲ့စကားပြောပြီးတော့ပြောနေတာအဲအဲ့လိုအထိကလေးကကျွတ်တတာပေါ့နော်လဝင်းနဲ့ပတ်သက်လိုက်နော်ကလေးကကလေးနဲ့မတန်ဘူးနော်တူချိုးခဲ့တဲ့ပွဲတွေပြန်စမ်းစစ်ကြည့်တဲ့အခါကျတော့သူရှုံးကန်ခဲ့ရတဲ့ပွဲတွေကြီးပဲလိုလကူအနိုင်ရခဲ့တဲ့ပွဲတူမှတပွဲမှမရှိဘူးကလေးဘွားတွေကတူတင်ကိုတင်ထွက်တော့သူနဲ့တားတဲ့လူနဲ့ပဲသူထိုးနေရတာနမတိတစ်ချက်တူဘာဖြစ်လဲဆိုတော့ထုံးမင်းအောင်ဆိုတော့ထုံထုံမင်းရဲ့ညီဖြစ်တဲ့တော့တောင်းတောင်းလုံးကမထိုးဘူးတကယ်ထိုးပြီးတဲ့လူတပါရှိတဲ့ကလေးတွေကပဲသူကတ်တာ ဟိုလူတစ်တန်းဆိုပေမဲ့လူတစ်လို့မထူပါဘူးဟိုသူနဲ့ဝိတ်တန်းကြည့်တဲ့ကလေးတွေပဲတော်တော်များထိုးခဲ့ရတယ်တောက်လျှောက်အခုနောက်ပိုင်းသူပြန်ထိုးတဲ့အောင်ခိုင်တို့နေထူးထူးတို့ပြန်ကြည့်လိုက်လို့ပြန်တော့လေတူတဲ့တပါရောဝါရောအများကြီးနဲ့ကလေးတွေပဲအဲ့တူတဲ့လူကြီးပေါ့နော်ဟိုဘက်ကလူကြီးဆိုတာသူကကလေးအဲ့ဒီပေါ်တယ်သူကထိုးတာလားဟိုလက်ဝိတ်တမိုင်းတလျှောက်မှာပြန်ကြည့်လို့ရှိရင်အငဲဆုံးနဲ့အတူတက်ဆုံးကလေးတွေဖြစ်တဲ့တတိအရှိဆုံးကလေးတွေလည်းပြောလို့ရတယ်သူကနောက်မဆုပ်ဘူးပဲအဲ့အရာဖြစ်ဖြစ်လက်ဝိတ်ထိုးရင်လည်းနောက်မဆုပ်ဘူး နံပါတ်1သူ့မှာအကြီးဆုံးယူရချက်ကပဲသူလက်ဝေဘွဲမှာရှုံးမအောင်ကြောက်တဲ့ခလေးငါအလဲထိုးခံရမှာတေအောင်ကြောက်တဲ့ခလေးဖြစ်တဲ့တော့သူ့ဘွားတလန်တို့ကအရန်ကောင်းတယ်ယူရချက်ကြီးတယ်ဟိုမျိုးရိုးတမန်ကိုထိမ့်သိမ့်မဲ့ခလေးတစ်ခုလည်းဖြစ်တယ်ပထမဒန်းအတွက်ကိုကျွန်တော်တို့အများကြီးမျှော်လင့်လို့ရတဲ့ခလေးဖြစ်တယ်ပထမဒန်းရောက်မယ်လို့လည်းကျွန်တော်ယုံကြည်သတ်မှတ်ထားလို့ရတဲ့ခလေးလည်းဖြစ်ပါတယ်ခင်ဗျာသူမေအောင်ရဲ့အာတာချက်ကတော့ဟိုတပတ်တောင်းအောင်ကအလဲထိုးမယ်ဆိုရယ်ယူရချက်နဲ့ဟိုချီရိုးလက်ကိုအဆုံတုံးနိုင်တဲ့ခလေး ဟိုလက်တီးတလုံးနဲ့အလားတားအဖြစ်မခံဘူးဟိုခြေောက်တစ်ချက်ကိုင်နေအာတာမှုသူ့မှာခြေကန်တာပိုအာတာချက်တာတယ်တပတ်စားကိုင်မခံနိုင်ဘူးနောက်သူထိုးတဲ့လက်တီးတိုင်းနဲ့ပါဝါရှိတယ်အဲအားနဲ့ချက်ကပါလို့သူနည်းနည်းလောတယ်ဒါပုံမှန်လည်းမှန်တာပြောရှိလက်ဝတ်ထိုးရင်လောတယ်နိုင်ကျင်ဆုံးနဲ့လိုက်ဖြတ်ချင်တယ်ဒါသူ့ရဲ့အားနဲ့ချက်ပေါ့နော်အာတာချက်ဒီတပတ်တောင်းကအနိုင်ထိုးမယ်ဆိုလို့ရှိရစိတ်တက်ကတော့သူ့ရဲ့အထူးအာတာချက်ပဲဘယ်တော့မှငါမရှုံးအောင်ဆိုတော့ခံုံချက်နဲ့ထိုးရပါခင်ဗျအင်ပတာကောင်းတဲ့ခလေးပါ တို့ကျွန်တော်တုံ့တက်ပေးခြင်းဆိုစင်ပေါ်ရောက်ရင်မလောဘူးရယ်မပြဘူးရယ်ဒီနှစ်ခုပဲကျွန်တော်ပြောဆက်ရှိတယ်။ဂျန်နဲ့ထိုးလုံးတပ်ပေါက်အသေးတက်တီဘာမှပြောစရာမလိုပါဘူးခင်ဗျ။မျှော်လင့်ပါတယ်ခင်ဗျာ။တို့ပထမရန်ချန်ပီယံတယောက်ထီကိုကျွန်တော်မျှော်လင့်ထားပါတယ်။ကျွန်တော်မှမှန်ကန်ကန်ပြောလို့ရှိရင်ကျွန်တော်ဂျပန်နိုင်ငံတုခဲရှိလို့လူတန်းသားမျိုးတွေအဲ့လိုသူတို့ထိုးတင်နေနောက်တစ်ခါကျတော့အောင်ခံရတော့သူကထိုးဘူးထားတယ်။အောင်ခံကိုအလဲထိုးနိုင်ရမယ်။အဲ့လိုမျိုးဆိုရင်သူတို့အလားလားအရှမ်းကောင်းတယ်ခင်ဗျ။ဂျန်နဲ့ကတော့လူမရှိတော့ခင်ဗျ။ ကျွန်တော်အကြည့်အကျဆုံးနဲ့အကြိုက်ဆုံးပွဲတော်ပဲပြပါဆိုတူနဲ့ဒရာမာနဲ့ထိုးရင်တော့ကျွန်တော်အရင်ကြိုက်ပါတယ်ခင်ဗျာပထမဦးဆုံးရှောင်းရအောင်တော့ပါဆိုတော့ငါချန်ပီယံဖြစ်မယ်ဆိုတော့စိတ်တက်မွေးပြီးအောက်ချင်မလို့ပို့ပါပဲခင်ဗျာနောက်ကလေးတယောက်ကစီကံဒီကလေးကတော့မိဘအုပ်ထိန်မှုအကူအုပ်ထိန်မှုနေလို့စီကံမိုင်းရှိပါတယ်ခင်ဗျာဒါပေမဲ့လူငယ်အပျော်စိတ်တော့ရှိကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီပုံမှာမရင်မှုဘူးတော့လို့ပါတယ်ခင်ဗျာနောက်တစ်ချက်ကပွဲထိုးလို့ရှိရင်မလောဘူးမပြဘူးထွေနေအားလည်းကောင်းတယ်တက်တီလည်းရှိတယ်ဇွဲလည်းရှိတယ်ဒါပေမဲ့သူ့ရဲ့အားနဲ့ချက်ကအခုနကျွန်တော်ပြောသလိုပေါ့လူတစ်ယောက်ကိုဖျက်ချင်တယ်ဆို အလဲထိုးကျင်တဲ့စောများတာလေးကိုသူမှလည်းနေထိုင်လိုက်လို့ရှိရင်ဒီကလေးကမလွဲမသည့်ပထမတန်းချန်ပီယံတယောက်ဖြစ်မယ်ဆိုတော့လုံးဝယုံကြည်ပါတယ်ခင်ဗျာမျောလင့်ပါတယ်ခင်ဗျာကျွန်တော်စီစီးကဲမှာသူ့ကိုရွှေမျောလင့်ထားပါတယ်လုံးဝကိုဒီလိုပဲအလားတူဝမ်းမာလဲကျွန်တော်သူ့ကိုကပတ်ရမယ်လို့တတ်မှတ်ထားပါတယ်ခင်ဗျာကလေးကိုဝိုင်းပြီးပံ့ပိုးကြပါပံ့ပိုးတာငွေကြီးကြောင်မဟုတ်ပါဘူးခင်ဗျာစီကံပိုင်းနဲ့ပတ်သက်ပြီးဝမ်းဝမ်းထိန်ချောင်းပေးကြပါနောက်ပြီးတော့သူ့မလောကိုဝမ်းပြီးအတိတ်တိပေးကြပါနောက်ကလေးကိုပထမတန်းရောက်ချင်တဲ့ကလေးဖြစ်တဲ့တကူဟိုကျွန်တော်တို့တချို့တွေကဟို ကလေးကိုမြှောက်စားတဲ့နေရာမှာလမ်းလွဲတဲ့နေနဲ့မမီးဘူးဒါလေးတွေအားလုံးဝိုင်းဝန်းထိန်းချောင်းပေးကြရင်တော့ဒီကလေးကမလွဲမတည်မကြခင်မှာချန်ပီယံတယောက်ဖြစ်မှာပါအခုချိန်မှာတက်က19နှစ်ပဲရှိရပေါ့စိတ်ကရိုင်းနေမှုတွေရိုးရိုင်းမှုတွေရှိသွားနိုင်တာကြောက်လို့ပါကြာကြောက်ပရိသတ်ကဝိုင်းထိန်သူ့တက်ပူကောင်းပါလေမိဘထိန်တာဆရာတော်မထိန်တာနဲ့ဆိုင်ဘေးကဝိုင်းဝန်းနဲ့ပရိသတ်ပါထိန်ပေးတော့ပူကောင်းပါလေအဲ့တော့ကျွန်တော်ပြောချင်တာပရိသတ်လည်းဝိုင်းပြီးထိန်ပေးကြပါလို့ကျွန်တော်အဓိကပြောချင်ပါတယ်ခင်ဗျကျွန်တော်ကဒီ တို့မြောင်ကကျွန်တော်လက်ဝေးထိုးတဲ့ချန်ပီယံဖြစ်တဲ့အတူကလေးဘွားတဲ့လက်ဝေးဟိုဒီဝါဒနာပါတော့ဝါဒနာလည်းပါတယ်ပြီးတော့ကျောင်းကြီးကိုလည်းမှဆိုသူကစိတ်ဟာအထက်ထက်ဆုံးလို့ပြောလျားပြီးတော့အတန်းငယ်ဆုံးလည်းလက်ဝေးထိုးတဲ့မှာလည်းပြောလျားတော့ညီကိုလည်းမှသူကအသက်6နှစ်သားလောက်လေးကလက်ဝေးတွေစထိုးလို့အဲ့ဒီရွယ်တဲ့ဒီကလေးကတနေ့ဟိုလက်ဝေးဓမ္မတရားဖြစ်လာမှဆိုတော့ကိုကထင်ဒါပေမဲ့သူကလည်းစူးစမ်းမှုအများကြီးလို့တော့အဲထုံးမြောင်ကသူကနိုင်ရင်စိတ်ရင်းများတော့ဟိုထုံးမြောင်နိုင်တယ်ဆိုရင်ဒါတိတ် တို့နဲ့ရလို့ကျွန်တော်လက်ဝဲသူတွေနဲ့ထုံမင်းနိုင်ရလို့ဆိုတော့အကွက်ကစားပြီးကစားတော့ထုံမင်းအောင်ကျွန်တော်နိုင်ကြီးသေးရင်များဆိုတော့ပြိုင်မဲ့ကိုအမြန်ဖိထိုးတော့အမြန်ဖိထိုးတယ်ပြီးတော့သူထိသွားလို့ရှိရင်လည်းမဲပြီးလိုက်ထိုးတတ်တော့ဒါပေမဲ့သူကပွဲသွေးကြုံကြတော့အရင်နေတော့ထုံမင်းအောင်ဒီမှာဆိုလဲသူကကျွန်တော်ညီဖြစ်တဲ့သူကသူများတွေကလည်းမထိုးဘူးသူကလည်းထိုးအပန်းမရှိဘူးဝမ်းမသွားလိုက်ရင်လည်းသူကတကယ်တွေ့ရတာဆရာကြီးနဲ့တွေ့ရတော့တော်တော့သူတို့ပူတူကိုအချိန်ပေးခွဲလို့တော့ပွဲလေးများထိုးရဘူးဒီဒီထဲမှာလည်းပွဲလေးမလုံတော့ ပွဲလေးမလုပ်တော့သူပွဲလေးထိုးဖို့တော့အများကြီးလိုတော့ကျွန်တော်တို့သူ့ဒီဝမ်းမကျွန်တော်နှစ်ယောက်လုံးပေါ့ကျွန်တော်ချန်ပီယံမပြင်းတော့မှဝမ်းမအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့အနေနဲ့ကျွန်တော်တို့တို့မြင်တွေ့ခြင်းတော့ဒါကျွန်တော်တို့မြန်မာလူ့ဝိမာကျွန်တော်အမြင့်ဆုံးလိုခဲ့ပေါ့ကျွန်တော်တို့အချိန်တော့လည်းဟိုဝမ်းနေပါတယ်မပေါ်သေးဘူးပေါ့ဒီချင်းသူကသူတို့ခင်မှကြတော့လေဒီဝမ်းနေပါတယ်ပေါ်လာတယ်ပြီးတော့တနိုင်နဲ့ဆက်တွေ့ပြီးတော့တော်လာရလွယ်တော့ပေါ့အများဆုံးတော့ဒီလိုဝေးกว่าတော့မလွယ်ဘူးအဲ့တော့သူတို့ဒီဝမ်းမချန်ပီယံမပြင်းတော့မှဝမ်းမအကောင်းဆုံးကစားသမားတွေဖြစ်အောင်လို့ကျွန်တော်မြင်နေခြင်းတော့ အဓိကတော့သူရဲ့ဟိုပေါ့ပေါ့ထီးရင်လိုက်မဲပြီးကစားတဲ့ပုံပေါ့အဲ့ဒါတော့ကျွန်တော်ကစားပုံနဲ့သူတော့ဒါပေမဲ့သူကသူကြတော့ဒီမဲပြီးဆိုလို့ရင်သူကလက်တီးကိုဖိဖိထိုးတတ်တော့ပေါ့အဲ့ဒီတော့ကျွန်တော်ကသူ့ဒီခြေထောက်တွေဒိုးနေလဲသူ့ကိုပြင်စေခြင်းတော့နိုင်ညိုဟိုနိုင်ညင်စိတ်များတဲ့စိတ်တွေကတော့ဒါကောင်းပါတယ်ဒီကစားတော့အတရားပဲဆိုတော့နိုင်လူချင်းစိတ်များပါလဲဆိုနိုင်ပွဲတော့များဆလာပေါ့အဲ့ဒီတော့အဲ့ဒီကြတော့မပြင်းဘူးခုနကပြောကျွန်တော်ပြောဒူးရည်ဒီတထောင်လေးသူရက်မအောင်လို့ဆိုလို့ရှိရင်ဒါသူ့ပြင်ဆင်ရချက်အဲ့ဒီအချက်ပဲပေါ့အဲ့တော့သူ့ဒါလည်းအချိန်တစ်ခုပြင်အောင်ဆိုတော့ပွဲရက်နေတယ် ထိုးရတာဘူးပြင်းထဲမှာဆိုလည်းသူပွဲရတာဟိုကျွန်တော်တင်းလောက်ခုနပွဲလာပဲထိုးဘူးတော့ဒီစာချုပ်ပွဲပြီးတော့ဒီဒီဘက်မှာထိုးရတော့လည်းတကယ်ကျွန်တော်တို့အစင်ကစားသမားနဲ့ထိုးရတယ်ဒီပြီးရတဲ့ပွဲဆိုသူရင်အားရတော့လားသူရကန့်ကြမှာကြောက်ပဲသူခဏမရတော့ဘူးဆိုတော့ဟိုကောင်ကဂျိုးဘုံမှာကြားရတဲ့ချင်းရတာသတိလက်လော့ဖြစ်နေပြီဂျိုးလည်းနဲ့ထိပ်ပြီးတော့သတိပြန်ရအောင်ဘယ်လိုဖြစ်ကျွန်တော်နောက်တော့တစ်ချက်ထိုးနိုင်အောင်သူနိုင်ရမလို့ထင်တော့ဒါပေမဲ့သူသူတို့ဝမ်းရတော့ကျွန်တော်ပွဲသူ့ပွဲလေးပြန်ပေးနေတယ်ပေါ့ ကျွန်တော်တို့ဒီကျွန်တော်တို့စီဂိန်2025စီဂိန်အတွက်လူရွေးထားရဲဆိုတော့ကျွန်တော်စီဂိန်ကိုအားစိုက်ပြီးတော့ဒါကစားမစီဂိန်ပြီးမှတော့ကျွန်တော်ဒီဝမ်ရကစားပွဲလေးကိုပြန်တော့ကစားအောင်ကျွန်တော်ညီတို့တော့သူ့အများကြီးမျှော်လင့်တာတော့ဒါပဲသူကိုယ်တိုင်လည်းအများကြီးကြိုးစားပေးရအောင်ပေါ့ဒါသူကျွန်တော်ကလာလဝိဇ္ဇတော့ဆိုရင်ကျွန်တော်လူကိုကျွန်တော်ထိုးပေါက်ခဲ့ရတော့ကျွန်တော်ဆိုလို့ရှိရင်ဒါဟိုသူတို့ဆိုရင်ကျွန်တော်ညီဖြစ်ရတယ်ပွဲလေးအများကြီးတို့ထိုးဟိုပွဲတွေရတယ်ကျွန်တော်တို့ဆိုပွဲလိုပွဲရဖို့အတွက်အများကြီးထိုးခဲ့ရတော့အဲ့တော့သူ့ကိုလည်းအကောင်းဆုံးကြိုးစားပေါ့ 調査ပြီးတော့တပူတပွဲချင်းစီမှာပြန်လာဦး2015 CM ဆိုလဲတာနေအတွက်ရှိတဲ့စေးရအောင်調査ပြီးဖို့နောက်ပြီးတော့ဒီဝမ်းမနောက်လာမဲ့ပွဲတွေကိုလည်းအကောင်းဆုံးအနိုင်ရအောင်調査ပြီးဖို့တော့သူ့ဒါပြောချင်းလာပေါ့အဲ့တော့ကျွန်တော်ကတော့ဒီထွန်မင်းအောင်ငယ်လေးရတော့ဒီ Champion ဖြစ်တဲ့ဒီကျွန်တော်စက်ချိန်တော့သူကချိုးနိုင်တာပေါ့အခုဆိုလို့ရှိရင်ဒါသူ့အသက်ဆိုဒါပုံမှန်အဖြစ်ဆိုသူ့အသက်18 19တော့မဝင်သေးဘူးပေါ့ဒါကျွန်တော်တို့ဝမ်းမ19နဲ့200လေးသူစထိုးလာတယ်ဆိုတော့ဒီနေ့ဆိုဝမ်းမကျွန်တော်ထိုးလာနေနေနေပြရတော့သူ19နဲ့လို့ပြောရတော့ ဝမ်းမစားလို့ရချင်းကသူအသက်ဆက်ခွင့်ပြောပဲရှိတယ်ကျွန်တော်အသက်လိမ်ပြီးတော့သောက်ကစားတော့အဲ့ဒီတော့ကျွန်တော်ကျွန်တော်လည်းကျွန်တော်က20နှစ်နဲ့ချန်ပီယံဖြစ်ဆုံးမအောင်ကတော့20လောက်နဲ့ဒါသူကလည်းကြိုးစားဖို့အများကြီးလိုတော့အသက်20လောက်နဲ့ချန်ပီယံဖြစ်နိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဘာလို့လဲဆိုတော့သူရဲ့မင်းနဲ့သူရဲ့ဇွဲစိတ်တော့တကယ်သဘောကျတယ်အဲ့ဒီတော့ဒါသူကကြိုးစားမှာဖြစ်မှာသူမကြိုးစားတော့ဘာမှမဖြစ်တော့အဓိကကတော့သူကကြိုးစားဖို့အဲကျွန်တော်ကတော့ပြောတဲ့တိုင်ပဲပေါ့သူဘေကစားမအောင်မှာတော့ ကိုပကဆိုနေဝင်နေမဖြစ်ဘူးဒါပေမဲ့ဒီကျွန်တော်တို့ဒီ2005စီကင်းပြီးတော့ဘယ်လိုကစားသမားဖြစ်ကန်းလန်လာမှာဆိုရင်တော့ဒီပြည်တွင်းမှာဆိုရင်တော့ကျွန်တော်ဟာဒီသူထိုးလို့ရပြီဆိုတော့ online တစ်ခုနဲ့တော့သူကိုကန်းလန်လာမှာဆိုတော့ကျွန်တော်ကထိုးအဆင်တည်းပဲဘယ်လိုမှတော့လေဟိုဒါစိန်ခေါ်ပြီးမထိုးဘူးပေါ့ဘာဆိုတော့ဒီအဓိကတော့ပြည်ပကစားသမားတွေတော့ထိုးခြင်းကကိုကြည့်ချင်းရတော့လဝိဓမာတွေကတော့အားလုံးကညီကိုမောင်နှမလိုအဲ့ဒါကြွကျွန်တော်ကိုလချင်းပြန်ထိုးရရင်တော့အရင်အားနာတော့ဒါပေမဲ့ချန်ပီယံဆိုတော့ကောင်းမှုလို့ပြောအောင်ပါပဲဟိုလူကြီးထိုးရတော့တကယ်တမ်းတော့ဒီလို အချို့ပွဲတွေမှာတကယ်မထိုးခြင်းပေါ့အဲ့တော့ဒီလူနဲ့ဒီမျက်နှာမတွေ့ရတယ်ပြီးတော့အဲ့တော့နိုင်ငံဂျာရာကစားသမားနဲ့ထိုးရတာပူပြီးတော့အဆင်ပြေတယ်အဲ့တော့တွေ့လဲကျွန်တော်တို့ဝမ်းကိုအဓိကပြေးသွားကြတယ်ပြည်တွင်ကတော့ဒီကျွန်တော်တို့မှလည်းပွဲတွေကလည်းရှားတယ်ရှားလို့ကျွန်တော်တို့ပြပကစားသမားနဲ့ထိုးရတာပူအဆင်ပြေတယ်အင်းဒီကတော့ကျွန်တော်ကတော့ဒီဒါသူ့အသက်ရွယ်တခုမှတော့ကျွန်တော်တို့ဟိုတော်သူ့လည်းကျွန်တော်ကအချိန်ပြည့်မကြည့်နိုင်ဘူးပေါ့အဲ့တော့ဒီလိုဒီလိုသွားမှလာကျွန်တော်တို့ရေးမိပြောင်းမှလာကျွန်တော်ကပူတူးတက်လာမှာ ပြောကြတော့ဒီဟိုကလပ်ဟိုကကျွန်တော်တယောက်တည်းလဲဒီဟိုလင်းပြောလို့နီးပြားတယောက်တည်းနဲ့ကစားသမားတယောက်မကိုလုံးဘူးပေါ့။ဒါဆိုတော့ကျွန်တော်လက်ဒီကောင်းရင်ကောင်းမယ်တချို့နီးပြား6ရောက်ကောင်းမယ်တချို့နီးပြားကောင်းကောင်းတော့ဒီလိုပညာသင်မှုတွေကိုဆရာကြီးအများကြီးနဲ့လို့ခုနပြောလို့တိုက်ကကလပ်လို့ဒါဖရက်ကလပ်လို့ပါလို့သွားတာပို့ပြီးတော့ဒါခွန်လင်းဖြစ်တော့ပေါ့။ကျွန်တော်တို့ကလည်းဒီလိုအစီအစဉ်နေရှိတယ်ပေါ့။ဒါမှမဟုတ်ကျွန်တော်တို့ကအခုဒီပွဲလေးနဲ့ကျွန်တော်ဒီမြန်မာခွန်လင်းဖြစ်နေလို့တော့မသွားရတော့ဘူး။လူငယ်တယောက်နေနဲ့ကျွန်တော်အချိန်အချိန်လေးစားရမယ်ပြောပါ short ပြီးတော့ ကိုဖြစ်ချင်းတဲ့ပန်းလိုင်းကိုရောင်းအောင်သွားပြီးမှတော့ကိုလုံးချင်းတဲ့ဥစ္စာကိုလုပ်ပေါ့ဒါလူဆိုတာကိုဖြစ်ချင်းတဲ့ရင်မှန်းပန်းလိုင်းကိုရောင်းမရောက်ပြီးတော့ကြားမှာကိုလုံးချင်းတာတွေပဲလှုပ်လာမှဆိုရင်ဒါချန်ပီယံတယောက်ဖြစ်ဖို့ဆိုတော့ဘယ်လိုမှမလွယ်ဘူးပေါ့အဲကြောင့်ကိုဖြစ်ချင်းတဲ့ရင်မှန်းချက်ပန်းလိုင်းကိုအရင်သွားလိုက်သွားပြီးကိုလုံးချင်းတာကိုစိတ်ဆန္ဒမှရှိရဲ့လုပ်ခဲ့တဲ့ဥစ္စာတွေနောက်မှလုပ်လိုက်ပေါ့အဲအကြံပေးရအောင်သူတော့အပိစကားတော့အများနဲ့သူ့နာမှာဒါကျွန်တော်ဆိုရင်ဒါအများနဲ့ရှိတော့ပေါ့သူတို့ဆိုလို့ရှိရင်ဒါသူ့အကောင်းဆုံးကြိုးစားခြင်းကျွန်တော်တို့မနာမှာတော့ကျွန်တော်တို့ကဒီလို ကျွန်တော်ဆရာတွေပဲရှိခဲ့တော့အခုကျွန်တော်တို့ကသူ့ကိုကိုရင်လာဟုတ်တော့နင်းလာလို့အဲ့တော့သူ့ကိုစ조사ရင်းနေဖြစ်တယ်ပြီးတော့ဒီဝမ်းမလည်းကျွန်တော်တို့ဟိုသူနဲ့ကျွန်တော်စကားပြောစရာတော့ရှိအောင်အားကိုဝမ်းမကဘက်တစ်ခုလောက်ယူပြီးရင်တော့ဂျင်းနဲ့ပြီးတော့အလဝိတ်ထိုးပါတော့ဟုတ်သူမရောလာတာသူအသက်ရွယ်နေကြတော့အချိန်နေပေးရမှာလားပြိတက်တယ်အမှန်ကျွန်တော်တို့ပြင်မှာပြိတက်တယ်အရင်လောလို့တော့မရအောင်အဲ့တော့ကျွန်တော်တို့တော့လာနိုင်ငံတကာပြိုင်ပွဲတကယ်အကောင်းဆုံးချန်ပီယံလေးပဲလာပြိုင်တဲ့ပွဲဖြစ်တဲ့အတွက်ဟိုကစားသမားလေးကိုအချိန်ပေးရပြီးတော့ ဟိုကျွတ်လူကြီးရှိတော့လားပြိဿတိုင်းတော့မဟုတ်ကစားသမားတွေမထိုးနိုင်ကြဘူးဟိုပန်းစင်တို့ဟိုဘလူးပဲဖြစ်ရှုံးလို့ရှိရင်ထိုးနေတာကကစားသမားတွေကတိတ်ငယ်တော့သူတို့ကလူငယ်တွေပဲဒါကြိုးစားလာပဲသူတို့ဒီနေ့တော့ဖြစ်လာပါဘူးအဲ့တော့အချိန်ပြောင်းကကတိကကျွန်တော်ပြောချင်တာဒီကိုမြန်မာကစားသမားတွေဟိုအရန်ဟိုနေမထိုးနိုင်နိုင်ဘူးပေါ့ဟိုဘလူးပဲဖြစ်ကျွန်တော်တို့ကဝိုင်းအားပေးရမယ်ကျွန်တော်တို့ကဒီပတ်မှုမှုတွေနေတယ်ကျွန်တော်တို့အားကစားမှဆိုလို့ရှိရင်ရှိဒါပတ်မှုမှုဆိုမရှိတော့ဘူးသူဒါစီကျွန်တော်တို့လက်လက်တွေ့ပဲကျွန်တော်နေပြပွားမှလာသာမားတွေကလောဘပတ်မှုမရှိဘူး အဲ့ဒီတော့ကျွန်တော်တို့ကကြောက်ရောက်ဒီပြည်သက်တွေရမယ်အားပေးအောင်အားပေးမလာကျွန်တော်တို့ဒီကစားသမားတွေအချက်မြန်စီဖြစ်နိုင်ထုံးမရအောင်နေနေရတော့ဟိုသူကဆော့ဘောစတိုင်လန့်ဖြစ်နေတာဘယ်ဘောက်လက်သေးဖြစ်တော့ကလေးကဟိုလိုင်းလုံးစီနဲ့စိတ်ကတော့နည်းနည်းများတယ်ပွဲနေမှာတော့ပွဲနေတော့သူလောတာပေါ့အဲတိတ်ပြီးတော့မျောလဲမျောမှန်းတာကလေးပေါ့နော်သူရဲ့သူ့အသက်ယွင်းနဲ့သူ့ရဲ့မောင်းနေတာဘလို့နီးနေပဲဖြစ်ဖြစ်ဒီကောင်ကဟိုတစ်နေ့တစ်ချိန်မှာတော့ တကယ်နေရာရမှကလေးတယောက်လို့ပဲကျွန်တော်မြင်တယ်ဗောနော်အဲကြောင့်မို့လဲသူနဲ့ကစားတဲ့ချိန်ကသူ့ရဲ့အားလည်းကလေးကလောတယ်လောရပြန် support stand နဲ့ဖြစ်တဲ့အတွက် ID support stand တော့ကန်တဲ့ချိန်ဟာဒီလက်ကြကြဝါးတာလေးကိုကျွန်တော်တတိတော်တော်လေးကိုထားရတယ်ဗောနော်အဲ့ချက်လေးပါပဲကလေးကကျန်တဲ့ပိုင်းတော့ power ပိုင်းလို့ပြောကြတော့ကျွန်တော် power ကြီးတဲ့ကလေးပါကျွန်တော်ကန်ငယ်ဦးတဲ့ဟိုလူထဲမှာတော့တော် power ကြီးတယ် ဘယ်အချိန်မှသတိထားမိလဲဆိုသူနဲ့တူတော့၄၅ဘောလောက်ရှိပြီပါသူနဲ့လေကျွန်တော်ဒီမှာလာကစားနေနေတဲ့ထရုံးမျိုးနဲ့ကစားနေနေတဲ့ဒီသူပွဲရှိတဲ့1ပွဲရှိရဆိုရောကစားနေတယ်ပေါ့ဒီကလေးကိုကျွန်တော်ခိုင်မိလိုက်တာပေါ့ခိုင်ပြီးတော့သူ့ရဲ့ကလေးကဘာပဲပြောပြောဟိုဟာစူးစားခြင်းနဲ့စိတ်လက်ရှိတယ်เนาะဆရာတရားဟိုနီးပြတွေပေါ့နီးပြတွေရဲ့ပြောစကားကိုလေကလေးကနားထောင်နေကလေးဖြစ်တယ်ဟိုကစားမှုကစားနည်းကလည်းဟို ကျွန်တော်တို့ဘယ်တင်နဲ့ညာတဲခွာဆိုပေါ့နော်ကျွန်တော်လည်းသူတို့ support slam ပြန်မောင်းလာနီးပြရင်လည်းတော့ခေါင်းတော်စားတယ် support နဲ့ပြန်ပြရတာဟုတ်ဘယ်ပေါင်းနဲ့ပြန်ပြရတယ်တော့ဟိုဘယ်နဲ့ညာနဲ့ကစားတဲ့ပွဲတိုင်းဆိုရင်တော့ဘယ်ကတော်တော်လေးကိုအားသာလို့ကျွန်တော်မြင်တယ်လေကစားမှုကစားနေရစားသူစိတ်လောလာလေးသူကပွဲဖြတ်ချင်တယ်ပွဲမြန်ရင်တယ်ဘာသူ ठी ပြီဆိုဒီကော live အဲ့တစ်ချက်လေးပေါ့နော် ။သူထိပြီးတော့လိုက်ပြီးလူတယောက်ထိလို့လိုက်ပြီးဆိုရင်တော့အမားကိုပဲအမားအများလာပြီ။ဟိုကောင်းသားသမားစောင့်ထိုးတဲ့ကောင်နဲ့ဆိုရင်တော့ကောင်းသားထိုးတဲ့ကောင်နဲ့ဆိုရင်တော့ဒီအမားကိုစောင့်ထိုးတဲ့ကောင်နဲ့ဆိုရင်တော့သူမှားတယ်။သူတော်ပြင်းရမှာ။နောက်ပြီးသူကဟိုကလေးစိတ်ကငယ်လဲငယ်သေးရတော့ကလေးစိတ်ဖြစ်တယ်လေ။ကလေးစိတ်ဖြစ်တော့သူထိုးတယ်ကန်တယ်ဆိုတော့ကျွန်တော်ရက်ပေါအောင်လဲသဘောကျတယ်သူကထိလာပြီးသူကအတင်းတိုးလိုက်တာအကျင့်လေးကိုဖျောက်ပေးရမှာ။ တွန်းလိုက်တဲ့အကျင့်ကိုသူဖျောက်ပေးရမယ်နောက်ပြီးဟိုဘာပဲပြောစိတ်လောတာပေါ့အပွင့်လိုမျိုးလောတာပေါ့လောတဲ့စိတ်လေးသူဖျောက်ပြီးတော့တော့ရင်းချက်မှုလေးကလေးကလိုသေးရတယ်ကလေးကရတက်လဲရမ်းငယ်တယ်လေပြည့်စုံစကားဆိုရင်တော့ဒီကလေးထပ်စူးစားရမှာပေါ့နော်စူးစားရမယ်ဆိုတော့စူးစားမဲ့ဟိုဟာလဲသူစိတ်လေးရလဲပြင်းပြရလေသူလက်တဲတဲ့ချိန်မှာဒီတဏီယာပေါ့ဝမ်းဆိုလဲဝမ်းတဏီယာပေါ့ မြန်မာပြည်မှာဆိုလဲမြန်မာပြည်နေရာတနေရာပေါ့တနေရာမဟုတ်သူ့အနေနဲ့တော့ကျွန်တော်မြင်ရတော့သူ့ကိုချီအောင်သူ့မင်းမှာပါသူ့ကိုချီအောင်သူ့မင်းမယ်လို့ကျွန်တော်တို့ယုံကြည်တယ်သူကုတ်ထိုးတဲ့ပွဲတွေမှာတော့တော်တော်များများမှာတော့သူဟိုပေါ့ဒုတိယတော့ထုံးတော့အတန်းမြင့်နေတယ်ကျွန်တော်ထိုးရတာဟုတ်ဟိုမြမိုင်းမလည်းပွဲနေတယ်လေကျွန်တော်ဒီမှာပွဲနေတဲ့အတွက်ပွဲများများထိုးနေကလေးတွေအတွေ့အကြုံများနေတယ်ပွဲများများထိုးနေတယ်သူတို့ရဲ့အတွေ့အကြုံများလေတွေ့အကြုံများလာမှဆရာတွေကလည်းပြင်သင့်အောင်ကျွန်တော်ပြင်လို့ရပါ ပွဲနေနေသေးရတော့ကလေးတို့တော့ပြင်ဆင်ကြရောရင်းနေတယ်ပွဲတွေများများထုံးမယ်အခုလိုပြီးခဲ့တဲ့ပွဲဆိုရင်ကျွန်တော်ဒါပဲကျွန်တော်သူပွဲပြီးတယ်ပွဲပြီးတဲ့ကျွန်တော်ကျွန်တော်ဆင်းအောင်ရောက်တယ်ဒါပေမဲ့သူ့ကိုချက်ချင်းပွဲပြီးတယ်ကျွန်တော်တို့ဒါပေမဲ့ကျွန်တော်တို့ကထိုးခွင့်မရဘူးဘာလို့ကျွန်တော်ဒီစီးကင်းလဲရှိတဲ့အတွက်စီးကင်းတော့ကျွန်တော်ပြန်ပြီးတော့နောက်ဒီတလာပိုင်းတော့ကျွန်တော်တို့ adjust လုပ်ပေးပါဆိုတော့ကျွန်တော်တို့တော့သူတို့ပြန်ပြီးတော့ပြောခဲ့တယ်လူရဲသဘောကြတယ်သူ့ရဲ့အသေးပေါ့နော်ဒါပဲလက်ဝိမာလေကျွန်တော်ကမားလာမှန်တာ ဖိုးလာကြိတ်တာတွေမှားလာပြင်လို့ရတယ်ဗျကျွန်တော်အသေးကိုတော့လူတယောက်အသေးကိုကျွန်တော်အနည်းပြရင်ဘယ်နည်းပြမှပြင်လို့မရဘူးဒါပင်ကိုသူကအသေးကောင်းတဲ့ကလေးဖြစ်တဲ့အတွက်ဆောင်ဒီနေ့တစ်ချိန်မှာတော့သူ့ကိုခြေအောင်နင်းမယ်လို့ကျွန်တော်ညွှန်လင့်တာကျေးဇူးတို့တော့ကျွန်တော်ပြောရလေဒီစိတ်ပေါ်တော့ဒီကလေးကစိတ်ကိုပဲကျွန်တော်ပြင်ဆိုင်ရတယ်။တို့ကဟိုလောတာပေါ့နော်ပွဲတစ်ပွဲမှာဟိုကိုထိသွားပြီဆိုရင်တော့ရှူးရှူးလိုက်တဲ့အချင်းလေးကိုကျွန်တော်ပြင်စေခြင်းတယ်။ဟို ။ဒါပြင်တနိုင်ငံနဲ့ဆိုရင်ဒီထိုင်းနေနေထိုးတယ်ကျွန်တော်အများကြီးကောင်းနေကောင်းတော့ဆောင်ထိုးတဲ့ကောင်တွေဖြစ်နေတယ်။တောင်းနေတိုင်မင်းနဲ့သွားတာ။သူတို့တိုင်မင်းကိုလည်းကျွန်တော်မဝင်အောင်လို့ကြိုးစားတယ်။အဲ့တော့သူတို့သူ့ကိုနောက်ပွဲနောက်ပွဲတွေမှာစိတ်ကိုမလောဘူးဆိုတော့ကျွန်တော်မြန်သူဆုံးစိတ်မလောနဲ့မင်းပါပြင်ရမယ်။သူကတိတ်ပြီးတော့တချို့ကလေးလူတွေဟိုပြင်ရတာတိတ်ပြီးတော့မရှိဘူးဗျ။သူ့လေသူ့ကိုကျွန်တော်ကြည့်ရတာ။ဒါပြောရင်ဒါကိုလုပ်တယ်။အဲဒီကတော့သွားတော့ပြောလို့ကျွန်တော် ဒီစိတ်လောလာလေးကိုပဲကျွန်တော်နောက်ပိုင်းမှာသူ့ပြင်ပါပါကျန်တဲ့ပိုင်းเนี่ยပြင်စရာတိတ်တော့မရှိဘူးညသူ့ရဲ့ကြိုးစားအားထုတ်မှုတွေကကောင်းပါတယ်ကလေးကတော့ဟိုဒီအားလည်းဟိုပြိုင်ဘက်တွေတော်တော်များများမှာလည်းသူ့ရဲ့ငါလူစားကောင်းတွေကြီးပဲလေယူတနေရာရောက်လာပြီဆိုတော့လေအဆင်ရှိတဲ့ကလေးတွေပဲရောက်တာလေဆရာတော်ဒီလက်ရှိကလေးရဲ့အဆင်မရှိလို့မဟုတ်ဘူးကျောင်းမှာညအဆင်ရှိကလေးအများကြီးပဲအဲ့လိုထုံးမရတော့ဘာပဲအတက်အငယ်ဆုံးလည်းဖြစ်တယ်သူ့ weight တန်းနဲ့သူ့ရံမောင်းနဲ့ဆိုရင်တော့ ျွန်တော်မြင်ပါတယ်သူသူ့ရဲ့ကလေးအကျိုးစားအားထုတ်မှုပေါ့ကျွန်တော်ရိုးရမှာတော့ဟိုဟာပေါ့တချို့ကလေးဆော့တယ်လေဝမ်းပါတော့ဒီခေါင်းတိုက်လို့တော့မရအောင်ကျွန်တော်မှဟိုဝမ်းပါတော့လေခေါင်းတိုက်တော့ဖောင်းချက်ချက်ချက်သူ့ပြင်မရသတိပေးရတော့နော်ဆရာရင်နေတော့တချို့ကလေးထိုးတာတွေ့ပြဝမ်းပါခေါင်းကျွံ့ကျွံ့ကကလေးတွေ့တယ်အဲ့တော့အချင်းပါလားအချင်းပါနောက်ပြီးတော့သူတို့ထိုင်းမှာကြတော့အဓိကသူတို့ကချုပ်တာတိုက်တာတွေကအဓိကပဲလေ မြန်မာတွေတို့ဒီမှာမြန်မာတို့မာကုံတော့ရှိတော့မာကုံနဲ့တော့ဝမ်းအောင်သွားလို့အဆင်မပြေဘူးဗျအနောက်ပိုင်းရောနော်ဟိုကျွန်တော်လည်းဟိုဟိုတားရဲ့နီးပြားလည်းအများကြီးရှိမှာကျွန်တော်အမြင်လေးကိုကျွန်တော်ပြောတာပါမာကုံတက်တက်နဲ့တော့ဝမ်းချမ်းပြေသွားလို့အဆင်မပြေဘူးဗျဘာဖြစ်လို့လဲတော့ဟိုခက်ကပြောင်းလာပြောင်းလဲလာတဲ့အလျောက်တော့ဟိုစနစ်တွေကပြောင်းလာတယ်ဟိုပွဲတွေပွဲတွေမှာအဲ့တော့သူ့ကိုလည်းကျွန်တော်ကဒီဝမ်းရောက်သွားရင်ဝမ်းစနစ်ကလေးပေါ့မိတ္တိုင်တိုင်မလုံးနဲ့ ဒါတိုင်းမလို့နဲ့ဘလူးစားဒါဒီဘွယ်တဘွယ်ဖြစ်ဖို့နဲ့ဒီဘွယ်တဘွယ်ကိုနဲ့ထုံးမဲ့လို့သူအများနဲ့ကြည့်ခိုင်းရကျွန်တော်တို့ကြည့်သူ့ရဲ့အားနေချက်သူလည်းပြိုင်မက်ကလည်းကိုယ်ပြန်ကြည့်ပါမယ်သူ့ရဲ့အားနေချက်အဲ့တော့သူ့ရောကျွန်တော်တို့ဘွယ်တဘွယ်ဆိုရင်ထုံးမဲ့လို့ကြည့်တယ်ကျွန်တော်လည်းကြည့်တယ်ဘာအောင်ပြင်းဘာအောင်လုပ်ပြရမလို့ကျွန်တော်လည်းပြုလို့ပြောတယ်ဒီကောင်တော့ဒီကောင်အားနေချက်ရှိတယ်မိတာကိုပြင်းတွေ့ထူးရောက်တော့ပြောစရာမရှိပါဘူးဒါရိုးရမှာတော့ဒီကောင်လိုက်တာလေးတစ်ချက်ပဲပေါ့ကောင်းကြုံကြုံရတာလေးရတော့တကယ်တကယ်ဟို ကိုရီးယားကသိတယ်လေမင်းကဘယ်ဝင်ကြုံလဲဆိုကိုရီးယားကသိတယ်ဟိုကိုလူလေးကြောင့်ထိုးတဲ့ချိန်ညာဒါရီမထက်သုံးဖို့အတွက်ပြင်ဆင်တာပေါ့နော်ဒူးများများတိုက်တော်များသူတို့အချုပ်ကလင်းတွေရန်ကောင်းတယ်လေထိုင်းနဲ့တဲ့ရင်တော့ကလင်းကတော့အချုပ်မှာတော့ကျွန်တော်တို့ကတော့သုံးနေတော့ကျွန်တော်လေးကိုချိန်ပါဘူးအဲ့တော့ထိုင်းနဲ့ကြာမှာဆိုတော့ဘယ်လိုလုပ်အောင်ဘယ်နိုင်ငံသားနဲ့ကြာမှာဘယ်လိုလုပ်အောင်ဟာပြီးတော့ပြင်ဆင်ပေးတာပါလေကောဟိုအပိယဘောပြီးတဲ့ော်လေနော်ဒါဒါနောင်လာမဲ့ကျွန်တော်တယောက်နေမြင်တဲ့အမြင်ပေါ့ နောင်လာမဲ့မျိုးဆက်တစ်ထဲမှာတော့အသက်ငယ်ဆုံးနဲ့သူ့ရမောင်းနဲ့သူ့အသက်ရည်ရွယ်နဲ့ဟိုကျဲဝင်းတို့ဝင်ဖြစ်လာမယ်လို့တော့ကျွန်တော်တော့ယုံကြည်ထားပါတယ်ကလေးတွေဘုံပေါ့နော်အဲ့တော့ပြည်သက်ကြီးနေရလဲဟိုသူ့ကြည့်သူ့ထိုးတဲ့ပွဲတိုင်းလူလူတော့တကယ်အားရမယ်လို့ပဲထင်ပါတယ်ဒီတဲ့မကလည်းပြီးခဲ့တဲ့ပွဲတွေပွဲတွေတည်းဒီတဲ့မကလည်းကောင်းအောင်သူကြိုးစားသွားမှာပါကျွန်တော်ဘက်ကလည်းအများကြီးပြင်ဆင်သားပေးပါတယ်ဒီကလေးတွေဘုံ